အန်ယူဂျီမှာတိုင်းသာလနဲ့ကနေဘူပေါင်းပါဝင်ဖို့အကန့်အသတ်တွေရှိနေကြောင်းယာယီတမရနဲ့ဝန်ကြီးချုပ်ကပြောကြားလိုက်ပါတယ်။အန်ယူဂျီမှာတိုင်းသာလနဲ့ကအင်အားစုတွေထိတဲ့ဝဝဝဘူပေါင်းပါဝင်ဖို့အထူးထူးအကန့်အသတ်တွေရှိနေတယ်လို့အန်ယူဂျီရဲ့ယာယီတမရဒူဝါလရှိလာနဲ့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောခဲ့ပါတယ်။ဒီဇင်ဘာလ၈ရက်မနေ့ကအန်ယူဂျီအစိုးရဖွဲ့ဝင်ကြီးနဲ့ဒူးဝင်ကြီးတို့အပြောင်းလဲလုပ်တာဝင်ကြီးချုပ်တို့ကိုဖျက်သိမ်းပေါင်းစည်းတာတွေပြုလုပ်ပြီးနောက် ယာယီသမရဒူဝါလက်ရှိလာနဲ့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကမေကွန်းပြောကြားခဲ့ရမှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါမဟာမိတ်ဆွေရဲ့တပ်ပေါင်းစုနဲ့မဟာမိတ်နိုင်ငံရဲ့တပ်ပေါင်းစုကနေဒီမျိုးသားလုံးရဲ့ညီညွတ်ရေးကိုကျေပြန့်စွာကိုစားပြုနိုင်တဲ့အစိုးရဖြစ်အောင်အထူးသဖြင့်တိုင်းသားဒေါ်လာရဲ့အင်အားစုတွေကျေပြန့်စွာပါဝင်လာအောင်ကျွန်တော်တို့အားလုံးကြိုးစားခဲ့ပါတယ်ဒါပေမဲ့အဓိကတိုင်းသားလက်နက်ကင်အင်အားစုကြီးတွေဟာအမျိုးသားညီညွတ်ရေးအစိုးရနဲ့ထက်တဲ့ဝဝဲပူးပေါင်းပါဝင်လာဖို့လက်ရှိချိန်မှာအကန့်အသတ်တွေရှိနေရကိုသိခဲ့ရပါတယ်လို့ ရှိုင်းသမရဒူဝါလရှိလာကမနေ့ကဒီဇင်ဘာလ10ရက်နေ့မင်းကုန်းမှာပြောကြားခဲ့ပါတယ်။နှစ်ပေါင်း60ကျော်ကြာပြည်တွင်းစစ်ဟာအညိုတွေလူမျိုးရေးမုန်တီးမှုတွေနဲ့အာဂါတတွေပေါက်ဖွားလာတဲ့အဓိကအကြောင်းရင်းဖြစ်တာကြောင့်တိုင်းသားလက်နက်ကိုင်အင်အားစုတွေနေနဲ့ပူးပေါင်းပါဝင်မှုအကန့်အသတ်တွေရှိနေတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင် KSSF ကဆေးရနာရှင်တွေအနေနဲ့လည်းလူမျိုးရေးသွေးခွဲတာနဲ့လူ့ဖွဲ့စည်းတဲ့ယုံကြည်မှုပြက်ပြားအောင်လှုံ့ဆော်ခဲ့တာတွေကြောင့်ဖြစ်တယ်လို့လည်းမေကုံးမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ တိုင်းသားတော်လိုင်းအင်အားစုတွေကျယ်ပြန့်စွာပါဝင်နိုင်မှုအတွက်ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့တိုင်းသားလက်နက်ကိုင်အင်အားစုကြီးတွေဟာအမျိုးသားညီညွတ်ရေးအစိုးရမှပူးပေါင်းပါဝင်ပြီးတော်လိုင်းရှိခီးကိုတူတူကဆက်ဖို့ရန်အတွက်တမိုင်းကြောင်နောက်ခံအကြောင်းအရာများနဲ့အကန့်အသတ်တွေရှိနေကြပုံပေါ်ပါတယ်။ဒါကြောင့်ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ရဲ့ပထမအဆင့်မှာတော့အစိုးရအတွင်းပြုပြင်ပြောင်းလဲရေးကိုသာဥစွာဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်လို့ပြည်သူ့ဝန်ကြီးချုပ်မန်ဝဲခိုင်တန်းကဒီကနေ့ပြောကြားတဲ့မေးခွန်းမှာထည့်သွင်းပြောကြားပါတယ်။ အနုကြီးအစိုးရရဲ့ပြုပြင်ပြောင်းလဲရေးကိုအဆင့်၃ဆင့်နဲ့ဆောင်ရွက်ဖို့လမ်းစဉ်ချမှတ်ခဲ့ပြီးပထမအဆင့်ဖြစ်တဲ့အစိုးရတွင်ပြုပြင်ပြောင်းလဲရေးကိုလှုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ဒုတိယအဆင့်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသနဲ့ကန်တော်လိုင်းအဖွဲ့အစည်းတွေပါဝင်တဲ့ကိုစားပြုမှုအားကောင်းတဲ့အစိုးရဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ဖြစ်ပါတယ်။တတိယအဆင့်ကတော့ဆရာနာရှင်ကိုဖြုတ်ချပြီးအသွင်ကူးပြောင်းရေးအစိုးရတရက်ကိုဖွဲ့စည်းဖို့ပဲဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်အနုကြီးအစိုးရမှာအားရကျက်များစွာရှိကြောင်းလဲယာယီသမ္မတဒေါ်လာရှိလာကဝန်ခံပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့လနေ့တွင်မှာကျွန်တော်တို့အစိုးရရဲ့လုံဆောင်ချက်ထဲမှာအောင်မြင်မှုတွေရှိသလိုကြားချုံးမှုတွေလည်းရှိခဲ့တာရိုးသားစွာဝန်ခံပြောကြားလိုပါတယ်။ဒါအပြင်အခက်အခဲကြားကနေပြည်သူနဲ့အတူရုန်းကန်ကြောဖြတ်နေစေစိန်ခေါ်မှုတွေလည်းရှိနေကြောင်းဝန်ခံပြောကြားလိုပါတယ်။အစိုးရတရရဲ့အောင်မြင်မှုဟာပြည်သူတရလုံးရဲ့အောင်မြင်မှုဖြစ်ပြီးအစိုးရတရကြားဆုံးမှုဟာလည်းအဲ့ဒီအစိုးရရဲ့အားနည်းချက်ဖြစ်တယ်လို့ကျွန်တော်တို့ခံယူပါတယ်လို့ဒီကဝန်ရှိသားကပြောကြားခဲ့ပါတယ်။